ကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီ speech matter နေပြီးတော့အမုန်းစကားတွေနဲ့ပတ်သက်တဲ့ပေါ့နော်ဒီအကြောင်းအရာလေးကိုဆွေးနွေးတဲ့နေ့အချိန်မှာအကိုနဲ့အကိုနဲ့အတူပေါ့နော်ဆွေးနွေးခင်းရတဲ့အတွက်ကျေးဇူးတင်ပါတယ်အကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့အာပထမဆုံးအနေနဲ့ပေါ့နော်မေးချင်တာကကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာပေါ့နော်ဖြစ်ပျက်ခဲ့တဲ့ဓမ္မမှုလို့ရှိရင်ဖြစ်ပျက်နေစေဖြစ်တဲ့ဘာသာရေးနဲ့လူမျိုးရေးတင်းမာမှုရဲ့နောက်ခံအကြောင်းရင်းတွေပေါ့ပေါ့နော်မူတည်ပြီးတော့ဒီအမုန်းစကားဆိုတဲ့အတိတ်ပဲပေါ့နော်အကိုအနေနဲ့ဘလို့အတိတ်ပဲဖွင့်ချင်နေပေါ့အာအကိုအနေနဲ့ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာရှိတဲ့လူမျိုးရေးဘာသာရေးအမုန်းစကားတွေကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းအရာတွေအဓိကအချက်လက်တွေကဘာတွေဖြစ်မယ်လို့အကိုအနေနဲ့ယူဆနေပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ပြောပြပေးလို့ရမလား ဟုတ်ဒီအမောင်းစကားကိုအတိပယ်ဖွင့်ရမယ်ဆိုရင်ကျွန်တော်ဒီကမ္ဘာအရေးဒေတာနိုင်ငံအသီးသီးနဲ့ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ social media platform တွေအကုန်လုံးမှာကိုပိုင်ဖွင့်ဆိုထားတဲ့အတိပယ်တွေမျိုးစုံရှိရပါတော့။အဓိကတော့ဒီအမောင်းစကားတွေကြောင့်ဖြတ်တန်းခဲ့တဲ့တမိုင်းတစ်လျှောက်မှာတက်ရောက်ခဲ့တဲ့ကိစ္စရပ်တွေဖြစ်စဉ်တွေကိုဆက်နမူနာထားပြီးတော့အတိပယ်ဖွင့်ဆိုနေကြတာကျွန်တော်တွေ့ရတယ်။အမပြောရမယ်ဆိုရင်တော့ဒီဥရောပသမဂ္ဂရဲ့အမုံစကားနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာဆိုရင်ဂျူမုန်တီရီတို့နိုင်ငံသားရွှေပြောင်းချေချတဲ့မုန်တီရီတို့စတဲ့စကားလုံးတွေပေါအောင်ထည့်ကြရပါတော့ အဓိကတော့ဒီတူဦးတရားဒါမှမဟုတ်ဒဇုတပွဲရဲ့အကာအကွယ်ပေးရမယ်ဝိသေသလက္ခဏာတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာပြောတာဒါမှမဟုတ်အားအရအကုန်ပါတယ်ပေါ့နော်အဲကျွန်တော်တို့ဘက်မှာဆိုရင်လက်ရှိအသုံးပြုနေတဲ့အမုံစကားဆိုတဲ့အသေးပဲဖွင့်ဆိုကြမှာလဲအဲ့ဒီလိုမျိုးပဲလူတူတရားဒဇုတပွဲရဲ့ဖြစ်တည်မှုတွေကိုပြစ်မှတ်ထားပြီးတော့ရေးသားပြောဆိုတာတွေခွဲခြားဖယ်ချင်မလုံဆော်တာတွေရန်လိုအကြမ်းဖက်ဖို့တိုက်တွန်းတာတွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ကအမုံစကားလို့သတ်မှတ်ပါတယ် ဟုတ်အကိုရေဒါဆိုရင်ဒီကျွန်တော်တို့အမုန်းစကားဒီအသေးပဲဖွင့်ဆိုချက်ကိုဒီရှင်းပြပြပါပြီဆိုတော့ဗောနော်နောက်ထပ်ကျွန်တော်တက်ပြီးထပ်ပြီးတော့သိချင်တာဗောနော်ဥမာကျွန်တော်တို့ဒီမှာလူခွင့်ရေးမှာလည်းပါတယ်ဆိုရယ် freedom of ဟို expression တော့ freedom of right freedom of speak တော့ဗောနော်ဆိုအဲ့မှာဆိုရင်ကျွန်တော်တို့ပြောရတယ်လူတိုင်းမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိရဲ့ဆိုလို့ရောဗောနော်ဆိုတော့အဲဒါမဲ့တစ်ဖက်မှာပြောချင်တာမိမိရဲ့လွတ်လပ်ခွင့်လို့ဆိုပြီးတော့ဗောနော်ပြောချင်တာပြောဆိုချင်နေရနေစပြီးတော့အမုန်းစကားတွေဖြစ်စီလာနိုင်လားဗော ါ့နော်အဲလက်လက်စာပြောဆိုခွင့်နဲ့အမုန်းစကားပြောဆိုခွင့်ကအတူတူပဲလို့အကိုအနေနဲ့ထင်နေယူဆလာဟောဘာကြောင့်လဲပေါ့နော်မဟုတ်ရင်ဟောဘာကြောင့်လဲပေါ့နော်အမ်ပြောမယ်ဆိုရင်ဒီအချိန်တွေကဒါကျွန်တော်တို့နိုင်ငံမှာအများကြီးကြုံနေရတဲ့ပြဿနာတွေတခုပေါ့နော်တကယ်ကြတော့လေအမုန်းစကားနဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်ပြောဆိုခွင့်ဆိုတာကအလွားပပလေးပဲခြားရပေါ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကကြတော့လူတူတူတယောက်ချင်းစီကနေကိုယ့်ရဲ့အတွေးအမြင်နဲ့ခံယူချက်တွေကိုလွတ်လွတ်လပ်လပ်ခြားပြလို့ရတယ် ဒီအတွင်းမြင်ဖလှယ်တာသတင်းချက်လက်ရယူရတဲ့အတွေ့ပညာဖန်တီးတာတွေကနေစလို့ဆန္ဒထုတ်ပေါ်ကြတဲ့အထိပေါ့နော်ဒီဒီမိုကရေစီနိုင်ငံတွေမှာဆိုရင်လည်းဒါကိုလူအခွင့်အရေးတရားအနေနဲ့အတိမတ်ပြုပြီးတော့ဥပဒေတွေနဲ့အကောက်ပေးထားတယ်ဒါပေမဲ့အမောစကားမှာကြတော့လူတူတရားမဟုတ်ဘူးဆိုရင်လူတစုကိုကျွန်တော်အရှိမပြောခဲ့သလိုပဲဒီအကောက်ပေးရမယ့်ဝိသေသလက္ခဏာတွေကိုပြစ်မှတ်ထားပြီးတော့စော်ကားတာတွေခွဲခြားဆက်ဆံတာတွေနဲ့မုန်တီးရန်လိုတာတွေစတာတွေပါတယ်ပေါ့နော်ဒီမှာကြတော့နိုင်ငံတချို့မှာအမောစကားနဲ့ပတ်သက်ပြီးတော့ဥပဒေတွေထုတ်ပြန်ပြီးတော့ကာကွယ် တမ်းမြစ်ထားရတယ်ပေါ့ဆိုတော့အဓိကအဖြစ်ပြောရမယ်ဆိုရင်အမုန်းစကားနဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်ပြောဆိုခွင့်ဆိုတဲ့ဂျာကအဓိကမတူတဲ့ချက်ကတော့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မှာဆိုရင်အတွင်းမြင်တွေကိုဖလှယ်ကြတယ်ထုတ်ဖော်ကြတယ်အမုန်းစကားမှာဆိုရင်တော့ရန်လိုမှုတွေခွဲခြားဆက်ဆံမှုတွေနဲ့လူမှုသဟဇာတာဖြစ်မှုတွေကိုပြသစီစေလိုတဲ့ရည်ရွယ်ချက်တွေလည်းပါတယ်ပေါ့နော် အာဟိုအရန်ကောင်းတဲ့ပြောဆိုချက်လေးပါပဲကိုဆိုတော့ဟိုကျွန်တော်တို့ကတကယ်တကယ်နာလူလက်စွာပြောဆိုခွင့်နဲ့ဒီအမုံစကားဆိုရင်အမုံစကားပြောဆိုခွင့်ချမှာတကယ်တကယ်နာအလွာပပလေးပဲခြားလာတာပေါ့နော်ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဟိုကျွန်တော်တို့အမုံစကားကြီးစပြီးတော့ဖြစ်တည်ရဲ့အချိန်မှာပေါ့နော်ဆိုတော့ဟိုပညာရှင်တွေလည်းပြောကြတယ်ရေးကြတယ်အဲ့မှာဘုရားစာလဲဆိုတော့ဒီမတူ क्वे ပြမှုတွေကိုလက်မခံတာပေါ့နော် ကိုနဲ့မတူရဲ့နိုင်ငံခြားသားတွေပေါ့နှင်းချဆက်ဆက်နာတွေပေါ့နော်ဆိုအဲ့ဒါတွေကဒီမြန်မာနိုင်ငံရဲ့လူမျိုးရေးဘာသာရေးအုပ်စုဖွဲ့မှုတွေနဲ့ရောဘလို့ပတ်သက်ဆက်နွယ်မှုရှိနေပေါ့ဆိုတော့ကျွန်တော်တို့မြန်မာရေခဲရေခဲနဲ့ပြောမယ်ဆိုရင်ဒီစစနာပြောတဲ့အချက်တရားဘလို့ဆက်နွယ်မှုရှိနေပေါ့နော်ဟုတ်ကျွန်တော်တို့စီမှာကဒီမတူကွဲပြားမှုတွေကိုလက်မခံနိုင်တာနဲ့နိုင်ငံသားမုန်တီအမြင်တွေကအဲပြောရမယ်ဆိုရင်ဒီစစ်အုပ်စုကနေဆယ်စုနှစ်များစွာပိတ်လောင်ခံထားရတဲ့အချက်တွေကြောင့်လည်းပါဝင်နေပေါ့နော် ဒီအနောက်နိုင်ငံတွေကနေအထောက်ပံ့တွေနဲ့ပတ်သက်လို့ဖြစ်စေဒါမှမဟုတ်နိုင်ငံရေးစံတုံးလူမှုရေးစံတုံးတွေကဒီကျွန်တော်တို့ရဲ့မြန်မာယဉ်ကျေးမှုနဲ့ delay ဆိုင်တွေကိုဖျက်ဆီးနေတယ်ဆိုတဲ့အမြင်တွေကိုဟိုဆေးအုပ်စုကအစင်တစားဝါဒဖြန့်ချီကြတာရှိခဲ့တယ်ပေါ့နော်ဒါနဲ့တစ်ဆက်ထဲမှာပဲကျွန်တော်တို့ဒီပကံခေတ်လိုမျိုးတောင်ငူခေတ်လိုမျိုးဗမာလူမျိုးစုတွေပြုမောက်ခဲ့တဲ့တမိုင်းတင်ကန်းစာတွေကိုပဲအဲထပ်ပံတလဲလဲပေါ့အကျောင်းပညာရေးတွေမှာတင် जा ခဲ့ကြတယ်အဲအဲ့ဒီနောက်ဒီနိုင်ငံရေးသမားတွေနဲ့စစ်အစိုးရအဆက်ဆက်မှာလဲဒီမဟာဗမာဝါဒ ော်နော်ဆောနာကပြောခဲ့တဲ့ဆယ်စုနှစ်များစွာပေးတံခံထားရတဲ့လူဖွဲ့စည်းမှာတော်တော်လေးလွမ်းမမှုကအများကြီးခဲ့တယ်။ဆိုတော့ဒါကုလူမျိုးကုဘာသာဆိုတဲ့ဂုံယူမှုနဲ့တူတခြားကိုမဟုတ်တဲ့တခြားယာတွေကိုနှိမ့်ချပြီးတော့မတူဘူးလို့စဉ်းစားကြတဲ့အမြင်တွေပေါဝင်မဲ့ပေါ့နော်။နောက်တစ်ခုကကြတော့ကျွန်တော်တို့တခြားလုံးသိခဲ့ရတဲ့ဒီဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအချက်လက်တွေအချက်လက်မားတွေကလည်းဒီလိုမျိုးမနှစ်သက်တာနှိမ့်ချဆက်ဆံတာတွေကိုဖြစ်စေတယ်ပေါ့။အာဆိုတော့ကျွန်တော်တို့ကဒီဒီ ဥပမာလင်းပြောရရင်ဒီ sales ဦးနဲ့ဒီ asset design နိုင်ငံရေးသမားတွေပေါ့နော်ဟိုအဲသူတို့ရဲ့ဒီအကြောင်းသင်ငန်းစာတွေကနေစပြီးကလေးဝကနေတာအမုံစကားတွေခွဲခြားဆက်ဆံမှုတွေဖြစ်စီမဲ့တင်ရုံနှုတ်နှမ်းနေတို့ဒါရိုက်သွင်းခံရရပေါ့နော်ဆိုတော့ဒါကြီးကြောင့်လည်းအခုလက်ရှိအခြေအနေမှာပို့ပြီးဆူရရလို့တုံးတက်လို့ရရပေါ့နော် ဆိုတော့နောက်တစ်ခုကလေဒီဆိုတော့ဆက်ပြောခွဲမြန်မာပြည်မှာမြန်မာပြည်ရဲ့ background မှာဆိုရင်ဒါကျွန်တော်တို့ဘာသာရေးပဲဖြစ်ဖြစ်လူမျိုးရေးပဲဖြစ်ဖြစ်အာ background ကြီးအများကြီးပေါ့เนาะ diversity လေးဖြစ်ကြတယ်ဆိုတော့အဲ့ဒီမှာတမတ်ဟို ဟို majority ဖြစ်တဲ့အင်အားစုတွေနဲ့ minority ဖြစ်တဲ့အင်အားစုတွေရှိရပေါ့နော်ဆိုအဲ့ဒီခြားရင်းမှာမှာအများစုဖြစ်တဲ့ဒီဗုဒ္ဓဘာသာဝင်အနေနဲ့အနေလူနည်းစုဖြစ်တဲ့ဟိုမှာ Hindu တို့ Muslim တို့အဲပြီးတော့တခြားလူနည်းစုဘာသာဝင်တွေပြီးတော့ဒီတိုင်းသား ethnicity အနေနဲ့ခွဲခြားမယ်ဆိုလို့ရှင်နေပေါ့နော်ဆိုတော့ဒီမြန်မာနဲ့ဒီတခြားတော်တိုင်းသားလူမျိုးစုတွေပေါ့ဆိုတော့ဒီလိုဟို majority အုပ်စုတွေနဲ့ minority အုပ်စုတွေခြားရဆက်ဆံရအောင် ဒီအမိုးစကားပြန့်နှံ့မှုနဲ့တက်ဆိုင်လာပေါ့နော်ဘလို့တက်ရောက်မှုရှိလဲပေါ့နော်ဆိုတော့အကိုဘလို့မြင်လဲပေါ့နော်ဟုတ်ကဲ့ပြောရမယ်ဆိုတော့အဲဒီလိုမျိုးပေါ့နော်ငါတို့ကဗမာဗုဒ္ဓဘာသာတွေကစစ်နိုင်သူတွေဖြစ်တယ်ဒီမြေရဲ့မူလပိုင်ရှင်ဖြစ်တယ်မင်းတို့ကတော့ဧည့်သည်တွေဖြစ်တယ်ဆိုတော့ဒီချင်းကမ်းမှုနားလည်မှုကနေအမုန်းစကားတွေအမုန်းတရားတွေပွားလာစီတယ်ပေါ့နော်အထူးသဖြင့်တော့ဒီမွတ်စလင်တွေနဲ့ပတ်သက်လို့တမန်ချောင်းစကြာမားတွေကိုလိုတလိုပုံဖော်ပြီးတော့ချင်းချမှုစံနဲ့အမုန်းစကားတွေကိုဖြန့်ဝေကြတယ် ဥပမာပြောမယ်ဆိုရင်ဒီအာဖဂန်နစ္စတန်ဘင်္ဂလားဒေ့ရှ်အဲအဲ့ဒီဒေသတွေမှာမွတ်စလင်တွေအားကောင်းလာလို့ဗုဒ္ဓဘာသာကကွဲပြားသွားရတယ်အခုဆိုရင်မြန်မာနိုင်ငံမှာနေချက်နေပြီဆိုတော့ချင်းချောက်မှုတွေကဒါဓာတ်လျှောက်ကိုပြန့်နှံ့ခဲ့တာတွေလည်းရှိတယ်လက်ရှိလည်းပြန့်နှံ့နေတယ်ပေါ့နော်အဲအဲ့လိုပဲတခြားရခိုင်မွန်ချင်းစားတဲ့တိုင်းသားတွေနဲ့ပတ်သက်တဲ့အမြင်တွေမှာဆိုလဲအရင်ခေတ်တွေကဒီဗမာစစ်ဘယင်ဝါဒရှုထောင့်နဲ့ကြည့်ပြီးတော့ခွဲခြားဆက်ဆံတာရှိခဲ့တယ်ပေါ့နော်ဒီချင်းလူမျိုးစုတွေကိုဆိုရင် ကျွန်တော်မြင်နေမြင်နေမှာရင်ကျတဲ့လူမှုအသံပေါ်မှာရောက်မလာသေးတဲ့ဒီတော်ထဲမှာနေတဲ့လူရိုင်းတွေဆိုတဲ့ပုံဖော်မှုတွေအဲ့လိုပဲလက်တလောစစ်ပွဲတွေနဲ့ပတ်သက်လို့ဒီရခိုင်လူမျိုးစုတွေပေါ်မှာဆိုအမုန်းစကားနဲ့တိုက်ခိုက်ကြတာတွေဆိုရင်လည်းဒါဗာကြီးတော်ဖရဲလက်ထက်ကဘလို့ချိန်မုန်းခဲ့တယ်ဆိုတဲ့တမိုင်းချောင်းနဲ့ချီတဲ့ဒီဇလန်တွေကိုတုံးချပြီးတော့လူမျိုးစုတွေကမှအမုန်းစကားတွေဖြန့်ဝေကြရပေါ့နော်ဒါရီကပြောရမယ်ဆိုရင်လူများစုဖြစ်တဲ့ဗမာနဲ့တခြားလူမျိုးစုတွေကြမှာလည်းမဟုတ်ပဲねတခြားလူမျိုးစုတွေကြမှာလည်းရှိနေကြအဲပြဿနာဖြစ်နေရပေါ့เนาะဟုတ် အာဒါဆိုရင်ဒီပြင်ပွင့်လင်းပြောရရင်တော့ဒါမြန်မာဒီမှာဒီလိုလူမျိုးစုတွေကြားတဲ့ခွဲခြားမှုတွေကအခုချိန်မှမမဟုတ်ဘူးကျွန်တော်တို့ဟိုဒီရှေးဘဝတနည်းကနေကကိစ္စတွေနဲ့ပါခြီးပြီးတော့ဒီကိစ္စတွေကအသုံးပြုပြီးတော့အခုချိန်ထိလည်း narrative တွေပြန်လုပ်ပြီးတော့ခွဲခြားနေအောင်မယ်ပေါ့နော်ဆိုတော့ အာနောက်တစ်ခုအနေနဲ့လေကျွန်တော်သိချင်တာကဒီကျွန်တော်တို့မြန်မာနိုင်ငံမှာလေဒီအတိတ်မှာလူမျိုးရေးပဋိပက္ခတို့ဘာသာရေးပဋိပက္ခတို့ဖြစ်ခဲ့ပြီးရေပေါ့နော်ဆိုတော့ဥမာကလားဗမာရေးခင်တို့တရုတ်မြန်မာရေးခင်တို့ဆိုတော့အဲ့ဒီလိုပဲအဲဟိုဟို ဟို internationality ပဲဖြစ်ဖြစ်ဒီ major radio မှာလည်း clan တွေကြားမှာပဲဖြစ်ဖြစ်ဒါကျွန်တော်ပြိပခတွေဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒီအတိတ်မှာဖြစ်ခဲ့မှုရဲ့ဒီမြန်မာနိုင်ငံရဲ့လူမျိုးရေးပြိပခတွေရာပေါ့နော်ဒီလက်ရှိဖြစ်နေတဲ့အမုံစကားတွေပေါ်မှာဘယ်လောက်ထိတရားမှုရှိနေပဲအတိုင်းတာထိတရားမှုရှိနေအကုန်မြင်နေပေါ့နော်ဟုတ်ဒီတရားမှုတွေကပြောမယ်ဆိုရင်ရှုထောင့်ပေါင်းစုံကလည်းရှိရပါတော့။အဲဥပမာပြောရရင်တော့ဒီလူမျိုးစုအချင်းချင်းကြားမှာဆိုရင်လည်းခုနကပြောခဲ့သလိုမျိုးဒီစစ်ရှုံးသူနဲ့စစ်နိုင်သူဆိုတော့ ်ဗြိတိခေတ်ကအမြင်နဲ့အမောစကားတွေကိုဖြန့်ချတာရှိတယ်။ပြီးရင်ဘာသာရေးနဲ့ပတ်သက်လို့လည်းဒီလူအများစုဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေကိုတစ်ချိန်လုံးတက်လက်နေတဲ့အမောစကားတွေလည်းရှိတယ်။ပြောမယ်ဆိုကျွန်တော်လက်တော်လောတွေ့ရတဲ့စစ်တပ်ဝါဒဖြန့်မှုတွေရဲ့လူမျိုးစုတွေကြားမှာသွေးထုတ်ဖို့ကြိုးစားတဲ့အမောစကားတွေမှာဆိုရင်ဒီကရင်တော်လိုင်းရဲ့အုပ်စုတွေကအင်္ဂလိပ်နဲ့ပေါင်းပြီးတော့မြန်မာပြည်ကိုအစင်ဆက်တစ္ဆာဖောက်ခဲ့တဲ့သူတွေဖြစ်တယ်။ပြီးတော့အဲအဲ့ဒီလိုပဲ ရခိုင်ညာဆိုရင်လည်းတစ်ချိန်တော့မွတ်စလင်ဘုရင်တွေရဲ့ကျွန်းနေတာဖြစ်တယ်ဆိုပြီးတော့ပြောတာတွေရှိတယ်ပေါ့နော်။နောက်သူတို့အခေါ်ရဒီဘင်္ဂလီတွေရဲ့ကျူးကျော်စစ်ကနေဗမာစစ်တပ်ကအကာအကွယ်ပေးခဲ့ရတယ်။အခုတော့ဗမာစစ်တပ်ကိုပြန်ပြီးတော့ကျေးဇူးကိုင်းတယ်ဆိုတော့ဇာတောင်းတွေကိုပြောကြတာတွေရှိတယ်ပေါ့။ဒါတွေကပြောမယ်ဆိုတော့အချင်းမျိုးရှိပေါ့နော်။အဲနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ဒီအာနာသိန်းနာမတိုင်ခင်ကမဲချီလာမှာဖြစ်သွားတဲ့အခြေအနေတစ်ခုရှိခဲ့တယ်။အဲအဲ့ဒါဆိုရင်လည်းဒီဆံဝင်တယောက်ကနေ တီတခုဆရာတော်အပါဝင်ဘာကျုပ်ဆရာတော်တို့ကိုဝေဖန်ခဲ့တာရှိတယ်ဒါတွေကိုမြို့ချစ်ဖွဲ့တွေကနေရန်ရှာကြတဲ့ဖြစ်စဉ်တွေပေါ့နော်သူတို့လူစုကြတဲ့အချိန်မှာဆိုရင်တုံးကြတာတွေရှိတယ်ဒီထီလာသွေးကိုလာမဆန်းနဲ့လို့ထီလာမှာဘလို့ရာဇဝင်ရှိလဲလေးလာလိုက်တော့ဒါမျိုးတွေပေါ့ဆိုတော့ပြောရမယ်ဆိုရင်ဒါက2013 2014ကမေထီလာမှာဖြစ်ခဲ့တဲ့ဘာသာရေးပဋိပက္ခတွေကိုတကြောပြန်ပြန်ပြောတာတွေရှိခဲ့တယ်ပေါ့နော်ဟုတ် so အဲ့ဆိုလို့ရှိရင်ညကျွန်တော်သုံးသပ်လို့ရတာအတိတ်ကဖြစ်ခဲ့တဲ့အမုန်းစကားတွေညာနဲ့ဒီလက်ရှိမှာကျွန်တော်တို့အများကြီးလွန်မှုတရားမှုတွေရှိနေသေးတယ်ပေါ့နော် so အာကျွန်တော်တို့အမုန်းစကားတွေဖြစ်တဲ့အချိန်မှာဟိုစောစောနှပြောသလိုပဲပေါ့နော်မထီလာသေးဘူးလားမစမ်းနေလို့ငါတို့ကဗမာဟိုတာကီဗုဒ္ဓဘာသာဗမာလူမျိုးကြီးกว่าပေါ့နော် so အဲ့လိုမျိုးအဲကိုယ့်ရဲ့ဒီမျိုးချစ်စိတ်ပေါ့နော်ဒီမျိုးချစ်စိတ် nationalism patriotism နဲ့ nationalism ပေါ့နိုင်ငံချစ်စိတ်မျိုးချစ်စိတ်လူမျိုးချစ်စိတ် ေပေါ့နော်ဆိုတော့အဲအဲ့ဒါတွေကိုကင်ဆယ်ပြီးတော့လဲဒီအမုံစလိုက်ပြောရင်ညမှာထည့်သုံးကြရမျိုးရှိရေပေါ့နော်ဆိုတော့ကျွန်တော်နောက်တစ်ခုအနေနဲ့တစ္ဆက်ထဲသိချင်တာဒီတိုင်းပြည်ချစ်စိတ်မျိုးချစ်စိတ်ပေါ့နော်ဒီပက်ထရီယိုတစင်နဲ့ဒီလူမျိုးရေးဆိုတဲ့ nationalism ချာမှာကွာခြားမှုရှိတာပေါ့နော်ဆိုတော့ဘာဒီကွာခြားမှုရှိလဲပေါ့နော်အဲဆိုတော့ဒီမျိုးချစ်စိတ်နဲ့လူမျိုးရေးက ြောရမယ်ဆိုရင်အတိတ်ပဲရောနားလည်မှုကတူတရားအောင်ရှိပေမဲ့တကယ်လက်တွေမှာတော့အရန်กว่าခြားရပေါ့နော်ပြီးတော့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကလည်းမတူညီဘူးပြောရမယ်ဆိုရင်ဒီမျိုးချစ်စိတ်ကတော့ကိုယ်နိုင်ငံလူမျိုးယဉ်ကျေးမှုတမိုင်းချောင်းဖြစ်စဉ်တွေကိုချစ်ခင်မြန်လို့တတ်မှုထားတဲ့စိတ်ကိုဆိုလိုတာပေါ့နော် ကိုယ်နိုင်ငံသူ့ကျွန်ဘောကနေလွတ်မြောက်ပြီးပြီးတော့ဖွံ့ဖြိုးတိုးတက်ရေးစားရဲအချက်တွေကိုရည်ရွယ်ချက်ကောင်းတွေရှိတယ်။အဲဥပမာပြောရရင်တော့ကျွန်တော်တို့ဒီကိုလိုနီခေတ်တစ်လျှောက်လုံးရဲ့ကျွတ်ကျော်တနေမှာဆိုရင်လည်းဗမာစာတီတိုးစာဗမာစကားတီတိုးစကားဒါမျိုးတွေပေါ့ပြီးတော့ဒီရွှေတကုံဖျားပေါ်ကိုဖက်နက်စီပြီးတက်လာလို့ရင်ကျင်းမှုနဲ့ဂုံတိတ်ခါကိုထိပါလာလို့ဆိုပြီးတော့ လူတို့ကနေကျအင်္ဂလိပ်ဆိုရအောင်ဆန့်ကျင်တယ်ဒီမျိုးချစ်စိတ်အမြင်ကနေပဲနိုင်ငံလွတ်မြောက်ရေးကိုကျွန်တော်လှုံ့ဆော်ကြရပါတော့ဒါပေမဲ့ဒီလူမျိုးရေးမှာကြတော့အဲ့ဒါနဲ့မတူတော့ဘူးအဓိကအဖြစ်လူမျိုးရေးအမြင်မှာပြောရမယ်ဆိုရင်ကိုယ့်လူမျိုးဘာသာယဉ်ကျေးမှုအဲ့ဒီအရာတွေကတခြားလူမျိုးစုတွေထက်တာလွန်နေတခြားလူမျိုးစုတွေကနှိမ့်ကြတယ်လို့သတ်မှတ်ပြီးတော့နှိမ့်ချတာတွေခွဲခြားဖယ်ခြင်းမှုစူးစမ်းတာတွေရန်လိုတိုက်ခိုက်တာတွေဒါတွေကိုဥတည်စီရဲပေါ့နော်ဆို ဒီစသွန်းနွားပြောတယ်လို့လည်းနိုင်ငံချစ်စိတ်နဲ့ဒီလူမျိုးရေးမျိုးချစ်စိတ်နဲ့ကြားရမှာလေဒါကျွန်တော်တို့အာကွဲကုတုမယောင်ထင်ပေမဲ့ကွဲပြားတဲ့အချက်တွေရှိရေပေါ့နော်ဆိုတော့ဒါကလည်းတတိပြုတင်နေဒီချက်တရားလည်းဒါအမုံစကားကိုဖြုံစော်တဲ့နေရာဖြန့်ဝေတဲ့နေရာမှာအများကြီးတာသွားစေတဲ့အကြောင်းရင်းနေပေါ့နော်အဲ့လိုမျိုးကျွန်တော်တုံ့တက်လို့ရတယ်ပေါ့နော်ဆိုတော့ဆိုတော့နောက်တစ်ခုအနေနဲ့ကြာတော့လေဒီအမုံစကားတွေကဟို ချစ်တော့ဖြစ်ပြက်နေရဲ့ဒီပဝင်းချင်းမှာတော့ပြောနေကြတယ်ဒါပေမဲ့ဘလို့အချိန်ကာလဒီမှာပေါ့နော်ဟိုဘလို့ဖြစ်ဘလို့ဖြစ်စင်နေနေဖြစ်တဲ့အချိန်မှာပိုပြီးတော့လူဖဲ့စီတွေမှာဆူဆူလောင်လောင်နဲ့ပြက်နှံ့လာနေခြေပြက်လာနေပေါ့နော်ဥပမာကျွန်တော်တို့မဘာလာရေးခန်းနိုင်နေတဲ့အချိန်ကအာဒီမှာမလို့ရှင်ပွဲတော်ချိန်နေလားပေါ့နော်ဆိုတော့ဘလို့နေရာမျိုးဒီမှာဒီအမုန်းစကားတွေကိုလက်နက်ဖြစ်သုံးပြီးတော့ပိုပြီးတော့လူဖဲ့စီကိုလှုံ့ဆော်ဖြန့်ဝေနေရှိကြနေပေါ့နော်ဟုတ်ပြောမယ်ဆိုရင်တော့ဒီကျွန်တော်နိုင်ငံမှာဆိုရင် ဘယ်လိုလူမျိုးရေးအရာဘာသာရေးအရာပဋိပက္ခတွေအမုံတရားတွေကရာစုနဲ့ရာစုနဲ့နဲ့ချီပြီးတော့ရှိလာခဲ့တာဆိုတော့လေဒီအခမ်းအနားတွေနှစ်ပတ်လည်လို့အချိန်ဒီမှာဆိုရင်အများပြားထွက်လာလိမ့်ရှိရပေါ့ဥမာပြောရရင်တော့ဒီလူမျိုးရေးမှာဆိုရင်အလောင်းပြားကနေဒီဟန်တာဝရီဘကိုးကိုတင်ပါရရှိခဲ့တဲ့ဟန်တာဝရီကြာဆုံးခြင်းနှစ်ပတ်လည်လို့နေမျိုးတွေမှာဒီတက်တောက်ခံသူတွေနဲ့ကုမမင်းနန်းဆက်တွေကနေအမျိုးသားရဲ့အောင်ပွဲဆိုတာမျိုးတွေကိုလုပ်ပြရတာရှိတယ်ပေါ့နော် ီလိုမျိုးလူမျိုးရေးကိစ္စတွေအပြင်ဘာသာရေးဘက်မှာဆိုရင်လည်းဒီအစ္စလာမ်ဘာသာဝင်တွေရဲ့အစ်ပွဲကာလာရောက်တဲ့ချိန်ချာမှာဒီလေဒီဆရာတော်ဘုရားကြီးရဲ့နွားမြတ်တာစာဆိုတာမျိုးတွေကိုဖြန့်ချတယ်။အဲပြီးတော့ဒါရီပြင်ဟိုဘက်ကိစ္စဆိုရင်လည်းဒီအမျိုးသားရေးသမားတွေကဥဆောင်ပြီးတော့ဝတ်သားစားပွဲဒါမျိုးတွေလုပ်ခဲ့ကြရပါတော့နော်။နိုင်ငံရေးဘက်မှာဆိုရင်လည်းအဲ့လိုပဲနောက်ဆုံးကျွန်တော်တို့ရဲ့တွေ့ရှိချက်တွေမှာဆိုရင်အာဇာနီနဲ့မှာကြာဆုံးသွားတဲ့အာဇာနီကိုးမှာတော့မှဥရဇန်းရဲ့ရဲဘော်ကိုထွေးရအာဇာနီမဟုတ်ဘူးဆိုတော့စက်ချောင်းမျိုးတွေထီကိုဖန်တီးကြတာကိုတွေ့ရတယ်ပေါ့။ ဟုတ်ကဲ့ဆိုတော့ဟိုကျွန်တော်တို့ဒါဆိုလို့ရှင်ညာဒီဘာသာရေးတို့ဒီလူမျိုးရေးတို့တက်ဆိုင်နေပေါ့နော်ဟိုဖွဲ့စည်းတစ်ခုခုရဲ့အုပ်စုတစ်စုစုရဲ့ specific ဖြစ်တဲ့ကာလရောက်ပြီဆိုရင်ကဒါလူပတ်ဝန်းကျင်ထဲမှာအမုံစကားတွေကပို့ပြီးတော့ဟိုပြည့်နှံ့နေဆိုတာမျိုးကျွန်တော်တို့အကြံပေးအသုံးသတ်လို့ရတယ်ပေါ့နော်ဆိုတော့အနောက်တစ်ပိုင်းကျွန်တော်တို့ဒါအမုံစကားရဲ့ဇင်းမြစ်တွေဘယ်လိုအခြေအနေမှာပို့ပြီးတော့ပြည့်နှံ့နေလာပြီးပြီဆိုတော့နောက်တစ်ပိုင်းဖြစ်တဲ့ကျွန်တော်တို့ဒီအမုံစကားတွေကဘယ်လိုပုံစံနေလာလဲ အဲဘာတွေနဲ့ဆက်ဆက်မှုရှိလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးကြမယ်ပေါ့နော်ဆိုတော့ဟုတ်အဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီတပတ်အပိုင်းလေးကိုဒီမှာခဏရထားပါမယ် speed matter ရဲ့ပြည့်သက်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ